မင်္ဂလာပါဒီနေ့ကျွန်တော်တို့ level 1သင်တန်းမှာအဲဆွေမျိုးမိသားစုအခေါ်လေးအင်္ဂလိပ်လိုလေ့လာကြည့်အောင်ဥမာမိသားစုဝင်ဘယ်နှယောက်ရှိတယ်လဲအင်္ဂလိပ်လိုမေးတဲ့အခါပေါ့နော်မိသားစုဝင်ရတော့ဘယ်နှယောက်ရှိတယ်အဲ့ဒါတွေကဥမာတားအကြီးဆုံးသမီးအကြီးဆုံးညီငယ်ညီမငယ်စသဖြင့်ပေါ့နော်အဲ့ဒီအခေါ်လေးတည်ထားမှအဲပြန်ပြီးတော့နှုတ်ဆက်ရတာအဆင်ပြေမယ်ပေါ့နော်ရဆွေမျိုးမိသားစုအခေါ်ရရအရေးကြီးတယ်။ဒါမှကျွန်တော်တို့အင်္ဂလိပ်လိုမိတ်ဆက်တတ်ပြရပါဘောနော်။ အနံပါတ်1 Adax and Adax ဆိုတာအကြီးဆုံးပြောတာအဲ့တော့ Adax daughter ဆိုရင်အကြီးဆုံးသမီးပေါ့နော် Adax and ဒါအကြီးဆုံးလို့ပြောတာနောက်တစ်ခု adopted child adopted ဆိုတာဝေးစားတာကိုပြောတာဝေးစားထားတဲ့ကလေးပေါ့နော်နောက်တစ်ခု grandchild မြီးလို့ပြောတာနောက်တစ်ခု parents in law ယောက်ခမကိုပြောတာယောက်ခမကို parents in law လို့ခေါ်တယ်နောက်တစ်ခု grandmother အဖွာလို့ပြောတာ နောက်တစ်ခု grandfather grandfather ဆိုတော့အဖိုးလို့ပြောတာနောက်တစ်ခု elder sister အမကို elder sister လို့ပြောတယ်အဲ့တော့အကိုဆိုရင်တော့ elder brother လို့ပြောပါနော်နောက်တစ်ခု younger brother ကျတော့ညီငယ်လို့ခေါ်တယ်ညီမဆိုလို့ရှိရင် younger sister လို့ပြောပေါ့ sister brother ဆိုရင်တိတ်မရှိရင် younger ဒါမှမဟုတ် elder အဲ့ဒါလေးကိုထည့်ပေါ့နော်နောက်တစ်ခု niece တူမလို့ပြောတာနောက်တစ်ခု nephew တူလို့ပြောတာ နောက်တစ်ခု anti ဆိုတော့ဒါအတော်အလုံးတည်ပြီးသားပေါ့နော် uncle ဦးလေးကိုပြောတာနောက်တစ်ခု family မိသားစုကိုပြောတာနောက်တစ်ခု relatives ဆွေမျိုးတွေကိုပြောတာနောက်တစ်ခု brother in law ယောက်ဖခဲဘောနော်နောက်တစ်ခု daughter in law ချွေးမလို့ပြောတာနောက်တစ်ခု son in law သမတ်လို့ပြောတာနောက်တစ်ခု sister in law ခဲမဘောနော်နောက်တစ်ခု second cousin ရမောင်နှမ နှဝမ်းခွဲလို့ပြောတာအဲ့ဒါလေးရတော့ဆွေမျိုးမိသားစုအခေါ်လေးတွေတော့ဒီအပိုင်းလေးလည်းလေ့လာထားပါဦးနော်